မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်နေပြည်တော်မှထွက်မပြေးရင်ငင်းချင်ရင်စကားဝိုင်းပြုတ်လုံနေတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စင်ရေးအချိန်မြင့်တက်လာတာနဲ့အများမရှိမလားစစ်ရှုံးလာတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းက၎င်းတို့ရုံဆိုင်တရှိရာနေပြည်တော်မှထွက်မပြေးရဖို့ငင်းချင်ရင်စကားဝိုင်းနေပြုတ်လုံနေခြင်းဖြစ်ကြောင်းလိလာသူတွေကသုံးသပ်ပါတယ်။စစ်ကောင်းစီလက်အောက်ခံအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းချင်ဖော်ဆောင်မှုညီနိုင်ကော်မတီ NFPNC ကဦးဆောင်ပြီးနေပြည်တော်မှမလ24ရက်ကမှ26ရက်ထိ3ရက် တာငင်းချင်းစကားဝိုင်းဆွေးနွေးပွဲပြုလုပ်နေတာဖြစ်ကြောင်းသိရပါတယ်။ခုခံတော်လှန်မှုတွေကြောင့်မရှိမလားဆစ်ရှုံနေပြီးလက်ရှိနယ်လမ်းမထူနိုင်တာကြောင့်နှိဆက်ပတ်သက်တဲ့လက်ဝေခံတွေနဲ့အခုလိုငင်းချင်းစကားဝိုင်းတွေပြုလုပ်နေခြင်းကအဆမ်းမဟုတ်ကြောင်းမြမအရှိလီလာတုံးသက်သူဦးတန်းစိုးနိုင်ကဆိုပါတယ်။ စစ်ရှုံးနေတာကလည်းပြန်ပြီးတော့မှနလန်မထူနိုင်တယ်လို့အချိန်ကြာရှည်သွားရင်နေပြည်တော်ကနေသူစွန့်ခွာထွက်ပြေးရတဲ့အနေအထားတုံမှဆိုလို့အဲ့ဒါတွေလုံနေတယ်လို့ကျွန်တော်ကတော့ယူဆတယ်လို့ပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကနိုင်ငံတော်စင်ရေးစည်းဝါးရေးအဓိကရှိပါလာတဲ့နေမြေဒေတာစစ်ဌာနချုပ်တပ်စခန်းပေါင်းများစွာကိုလက်လွတ်ဆုံးရှုံးနေရပြီးနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်အတွရောင်ရွေးကပွဲကို အခုနှစ်ကုန်ပိုင်းမှာကျင်းပနိုင်ဖို့ကြိုးပမ်းနေရရှိပါတယ်။ စစ်ကောင်စီကတဖက်မှာလည်းတန်ကားနဲ့အရက်သားတွေပါမကြမ်းပြမှတ်ထားပြီးဘုံကျဲတိုက်ခိုက်နေသလိုအဲဒီလိုမိစားတဖက်ရှိမှုတဖက်ပြုလုပ်တဲ့ငိမ့်ချိုင်းစကားဝိုင်းကိုအယုံကြည်မရှိကြောင်းကရင်အမျိုးသားစီယုံကရင်မျိုးပြောခွင့်ရဘဒုစောတော်နီကပြောပါရယ်အခုပဲငိမ့်ချိုင်းစကားပြောပြီးပြောလို့တော့မဆုံးသေးဘူးလူတို့နဲ့တန်ကားတို့ပေါ်ဘုံကျဲတက်နေတယ်ဘသူမှလည်းအဲဒီငိမ့်ချိုင်းပွဲတွေကိုအယုံကြည်မရှိဘူးလို့ကရင်မျိုးပြောခွင့်ရဘဒုစောတော်နီကပြောပါရယ် အခုဆွေးနွေးပွဲကစစ်အာဏာသိမ်းလေးနှစ်တောင်အတွင်းစစ်ကောင်စီဦးဆောင်ပြီးပထမဆုံးပြုလုပ်လာတဲ့ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်တယ်လို့တင်ရောက်သူတွေကလည်း၎င်းတို့ရဲ့နှိဆက်သွေးတာဖြစ်တာကိုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အလားတူစစ်ကောင်စီအတိမတ်ပြုအလူတော်ကြီးတွေဖြစ်တဲ့နိုင်ငံရေးပါတီတွေနဲ့ပတ်သက်နေသူတွေကလည်းဒီအရာကိုအခွင့်အရေးတရက်အနေနဲ့အသုံးချပြီးတင်ရောက်နေခြင်းဖြစ်ကြောင်းဦးတန်းစိုးနိုင်ကသုံးသပ်ပြောဆိုပါတယ်။ ဆက်လက်ပြီးလီမျက်နာမျိုးနီကိုအေအေးရဲ့ထိုးစစ်ရောက်ရှိလာပြီးစစ်တပ်ကငဝန်တဒါအစဉ်ရွှေသစ်စုရွာမှာခန့်စစ်ပြင်ဆင်နေကပြည်သူများကိုထမင်းနဲ့ဟင်းများချင်းချောက်ချက်ခိုင်းပြီးပို့ဆောင်ခိုင်းနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။အေရီတိုင်းလီမျက်နာမျိုးနီကိုအေအေးရဲ့ထိုးစစ်ကရောက်ရှိလာပြီးအကြမ်းဖက်စစ်တပ်ကငဝန်တဒါအစဉ်ရွှေသစ်စုရွာမှာခန့်စစ်ပြင်ဆင်နေကကျင်းရွာပြည်သူများကိုထမင်းနဲ့ဟင်းများကိုစစ်တပ်ကအတင်းကျပ်ချက်ပြီးတော့ပို့ဆောင်ခိုင်းနေကြောင်းဒေသခံပြည်သူတွေက ပြောပါရယ်။မလဆိုင်ပိုင်းမှာစတင်ပြီးလီမျက်နာမျိုးနီမှာအေအေးနဲ့အကြမ်းဖက်စစ်တပ် တို့ထိတိုက်တိုက်ပွဲရိစတင်ပြင်းထန်လာပြီးလက်ရှိအချိန်လေးမျက်နှာမျိုးအနီးရှိအင်အရဲထိုးစစ်များရောက်ရှိလာကြောင်းလက်ရှိမှာအစံဖက်စစ်တပ်ကငဝန်တရာအစဉ်ရှိရွှေတစ်စုရွာမှာခံစစ်ပြင်းစင်နေကြောင်းဒါအပြင်ငဝန်မြင့်အနောက်ဖက်ရှိတမိုင်းဝင်ထူပါယုံဖျားကြီးမှာလည်းအစံဖက်စစ်ကောင်စီတပ်သားတို့ရောက်ရှိနေပြီးတက်ဆွဲဖို့ပြင်းစင်နေကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာတာကြောင့်ထူပါရုံဖျားကြီးအနီးရှိကျေးရွာများမှာပြည်သူတွေကဘေးလူရကိုကြိုတင်ရှောင်ရှားနေကြကြောင်းသိရပါဗျ။အဲဒီလိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေလာရောက်တဆွဲခြင်းကြောင့်မလ23ရက်ကစတင်ပြီးရွှေသစ်စုကျေးရွာရဲ့လက်နက်ကင်ကျေးရွာအုပ်ချုပ်ရေးမှူးဇော်နိုင်ကကျေးရွာနေပြည်သူတွေကိုအလှည့်ကြထမင်းနဲ့ဟင်းနဲ့အတင်းအကျပ်ချက်ခိုင်းပြီးစစ်သားတွေထံကိုပို့ဆောင်ခိုင်းနေကြောင်းသိရပါဗျ။ကျေးရွာနေပြည်သူတွေကစစ်ခွေးတရားစားချက်ပြီးပို့ဆောင်နေတဲ့ရွာလူကြီးဇော်နိုင်ဦး ကလက်နက်ကင်အုပ်ချုပ်ရေးမှုပါသူ့အိမ်မှာလည်းလက်နက်ခရံအချို့တင်ဆဲထားတာရှိရင်ဒါဆိုနေ့စဉ်လက်နက်ကြီးတန်းတွေကြားနေရတယ်တဖြည်းဖြည်းနဲ့လက်နက်ကြီးတန်းကပို့ပြီးကြဲကြဲလောင်လောင်ကြားနေရတယ်အေအေရဲ့ထိုးစစ်တပ်ကမြို့နာနီးကပ်လာပြီလို့ဒေသခံပြည်သူတောင်းကဆိုပါတယ်အကြမ်းဖက်စစ်တပ်ကလေးမျက်နှာမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာထိခိုက်သေးဆုံးမှုများပြားနေပြီးလေကြောင်းနဲ့လက်နက်ကြီးတွေကိုသာအားထားပြီးတိုက်ခိုက်နေရခြင်းဖြစ်ကြောင်းသိရပါတယ်ပြည်ပကိုတွားရောက်အလုံးလုံးကင်မိုးတွေကိုလာစဉ်အရေးအတွက်အကန့်အသတ်နဲ့ပိတ်ပင်လိုက်ပြီးရဲ့နောက်ပြည်တွင်းမှာသာအလုံးလုံးကြဖို့မင်းအောင်လိုင်းကပြောဆိုပြန်ပါတယ် ။မြိပနိုင်ငံတွင်ကိုမြန်မာလူသမားတွေတွားရောက်အလုပ်လုပ်ကိုင်မှုတွေကိုနိုင်ငံအလိုက်စစ်ကောင်စီကအရှင်အတွက်လမ်းစဉ်ကန့်သက်ထွက်ခွာခွင့်ပြုဝင်နေတော့ပြည်တွင်းမှာသာအလုပ်လုပ်ကြဖို့မြန်မာနိုင်ငံကပြောဆိုတိုက်တွန်းပါတယ်။မင်းကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာ၎င်းကထပ်ပါတိုက်တိုက်တွန်းပြောဆိုလိုက်တာပါ။မြိပကိုတွားရောက်လုပ်ကိုင်မှုတွေနဲ့ပတ်သက်ပြီးအဲ့လိုလှုပ်ရှားမှုတွေကြောင့်ပြည်တွင်းမှာအလုပ်သမားရှားပါမှုတွေဖြစ်ပေါ်လျက်ရှိတဲ့အပြင် ပြည်ရင်းမှာအလောက်ကင်ခွင့်လန်းများဖော်ဆောင်ပြီးရန်လုံကြောင်းပြည်မကိုတွားရောက်လောက်ကင်ကျင်းထပ်ဘဝလုံးကြုံမှုရှိတဲ့ပြည်ရင်းမှာလောက်ကင်မဲ့လုပ်ငန်းခွင့်များမှာလောက်ကင်မဲ့ဆိုပါကကြီးပွားတိုးတက်နိုင်မဲ့ခွင့်လန်းများရှိပြီဖြစ်တဲ့အတွက်ပြည်ပကိုတွားရောက်လောက်ကင်မဲ့အစားပြည်ရင်းမှာသာအလုံးလုံးကြဖို့တိုက်တွန်းပြောကြားလိုကြောင်းပြည်ရင်းမှာလောက်ကင်နိုင်ဖို့အတွက်၎င်းတို့ကိုနီးပညာများအလောက်ကင်ခွင့်လန်းများစက်မှုနီးပညာများစတာကိုဖော်ဆောင်ပြီးရမှာဖြစ်ကြောင်းအကြံဖတ်မင်းအောင်လိုင်ကပြောဆိုပါတယ်။ အကြမ်းမဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့အမိန်နဲ့အလုသမားဝင်ကြီးအသစ်ဖြစ်လာတဲ့ချက်ဆွေကအခုမလကစတင်ပြီးထိုင်း၊ဂျပန်၊မလေးရှား၊ကိုရီးယားနဲ့စင်ကာပူနိုင်ငံတွေကိုအလုသမားစေလွှမှုတွေကိုအရေးအတွက်ကန့်သတ်လိုက်ပြီးပြည်ပအလုကအေဂျင်စီတစ်ခုလင်းထိုင်းနိုင်ငံကိုမြန်မာအလုသမားအရေးအတွက်တစ်လလင်း50ဦးနှုန်းကိုရီးယားနိုင်ငံကိုမြန်မာအလုသမားအရေးအတွက်တစ်လလင်း10ဦးနှုန်းစင်ကာပူနိုင်ငံကိုမြန်မာအလုသမားအရေးအတွက်တစ်လလင်း5ဦးနှုန်းမလေးရှားနိုင်ငံကိုမြန်မာအလုသမားအရေးအတွက်တစ်လလင်း20ဦးနှုန်းသာပေးပို့ရမှာဖြစ်ကြောင်းကန့်သတ်လိုက်တာဖြစ်ပါတယ်။ဒါပြင်အသက်18နှစ်မှ30 2015နှစ်အတွင်းအမျိုးသားလူငယ်များအားလုံးကိုလည်းပြည်ပနိုင်ငံကိုတွားရောက်အလုပ်လုပ်ခွင့်ပိတ်ပင်ထားပြီးပြည်ပရောက်မြန်မာများအနေနဲ့လည်းပြည်ရင်းကိုမဖြစ်မနေပြန်လည်စစ်မှုထမ်းဖို့အတွက် ဖိအားပေးမှုတွေကိုစက်တိုင်လှုံ့ဆောင်လာကြောင်းပြည်ပရောက်မြန်မာလူငယ်တွေရဲ့မိဘတွေကပြောပါရယ်ဆက်လက်ပြီးတောင်သားမျိုးရှိစစ်တပ်ရဲ့ဇဒန်းစစ်စင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားနှုတ်တင်ဆောင်ပြီးဘန်ကာတလုံးနဲ့ခင်းရန်ကိုရောင်ကိုမိရှုရှင်းလင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတောင်သားမျိုးရှိအကြံပတ်စစ်တပ်ရဲ့ဇဒန်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားနှုတ်တင်ဆောင်ပြီးဘန်ကာတလုံးနဲ့ခင်းရန်ကိုရောင်ကိုမိရှုရှင်းလင်းခဲ့ကြောင်းမြင်းချခရိုင်မှတ်တုံးတက်ရမှတာဝန်ရှိသူတောက်ကပြောပါရယ် မလ23ရက်နေ့တောင်တာမြို့အနောက်ဘက်မှာအင်အား15ဦးခန့်ရှိတဲ့ဇကြန်းအထွတ်ဆစ်စင်ကိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး၎င်းဇကြန်းအထွတ်ကိတ်ရှိဘန်ကာများအနက်ဘန်ကာ3လုံးမိရှုဖျက်ဆီးနိုင်ခဲ့ကခရယံများထည့်ထားတဲ့ချက်တုံကိုရောင်ကိုလည်းမိရှုဖျက်ဆီးနိုင်ခဲ့ကြောင်းအဲ့ဒီခရယံများမိလောက်ပြီးစစ်ကောင်စီတပ်သားများထိမှန်ဒဏ်ရာရရှိသူတွေလည်းရှိကြောင်းသိရပါတယ်။ဝင်ရောက်စီးနှင်းတိုက်ခိုက်ချိန်မှာရဲဘော်တွေက RPG နဲ့စတင်ပစ်ခတ်တာဆိုတော့မျက်မြင်နှာကောင်သေဆုံးတဲ့တိုက်ပွဲစ ဖြစ်တော့တောင်သားမျိုးပေါ်ကနေစစ်ကွင်းအင်အားတွေထမ်းရောက်လာလို့တိုက်ပွဲကြချိန်နှစ်နာရီလောက်ကြာမြင့်ခဲ့တယ်လို့မြင်းချံခရိုင်မှတ်တုံးတရင်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းချံခရိုင်မှတ်တုံးတရင်ကလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲပေါ်နှစ်ဦး၄၀မမဘုံတီထိမှန်ပြီးထိခိုက်တံရရရှိခဲ့တယ်လို့မစိုးရင်ရကြောင့်သိရပါဗျ။ ဆက်လက်ပြီးတနင်္သာရီမှာစစ်တပ်ရဲ့ပေါ်တာဆွေဖမ်းဆီးခံရတဲ့နွားကြောင်သားတအူးနဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းရတဲ့စစ်မှုထမ်းတသားတအူးတို့ကိုခမာရ958တန်ရင်မှာထွက်ပြေးလာပြီးလက်နက်ခဲယမ်းများနဲ့တူအလင်းဝင်တဲ့ကြောင်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့မှာစစ်တပ်ရဲ့ပေါ်တာဆွေဖမ်းဆီးမှုခံရတဲ့နွားကြောင်သားတအူးနဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းရတဲ့စစ်မှုထမ်းတသားတအူးတို့ခမာရ958တန်ရင်မှာထွက်ပြေးလာပြီးလက်နက်ခဲယမ်းများနဲ့တူအလင်းဝင်လာကြောင်းဒေါနာစစ်ကြောင်မှတန်ရင်မှုရဲမော်ရှန်နိုင်ကပြောပါရတယ်။ ်မလ25ရက်နေ့မှာတနင်္သာရီမျိုးနဲ့အခြေဆိုင်ခမရ958တန်ရင်မှစစ်မှုတန်တပ်သားတင်နှောက်ကဒေါနာတန်ရင်ဘျူဟာ33 နေမြင့်အတွင်ကိုတနက်နှစ်လက်ခေရန်အပြည့်အစုံနဲ့အတူအလင်းဝင်ရောက်လာကြောင်းအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုအကတင်လင်းက ME2 တနက်တလက်ဇီဝောက်တောင်ကူကြီးအတောင်တရာလက်ပစ်ပုံတစ်လုံးနဲ့နေမိုင်းတစ်လုံး vest တစ်ထည်နဲ့စစ်မှုထမ်းတပ်သားတစ်ကိုနေလင်းရောက်က ME1 တလက်ဇီဝောက်တောင်ကူကြီး65တောင်ပို့ကြီး9တောင်ဤနာက3လုံးနေမိုင်းတစ်လုံး vest တစ်ထည်တို့ကိုယူဆောင်လာကြောင်းသိရပါတယ်အလင်းဝင်လာတဲ့တပ်သားတစ်နှစ်ဦးကပြည်ကတအုပ်နဲ့မြစ်ကတအုပ်ပါလောလောဆယ်တအုပ်ကိုငွေကြေး9သိန်းစီပေးထားပါတယ်ဝင်ကြီးဌာနကလည်းတင်ပြထားတာဖြစ်တဲ့ အတွက်ဂွန်ပြုစုဝင်ထက်ရပါလိမ့်မယ်ကျွန်တော်တို့ဘက်ကလည်းဝင်ဖို့ကမ်းလှမ်းထားတာရှိပါတယ်အစဉ်စဉ်ချိတ်ဆက်ဝင်ရောက်လာတာပါမြိတ်ကတယောက်က6လောက်ကျိုးပူတဲ့သူညီကိုစားမဲပေါလို့ဝင်ရတာပါပြည်ကတယောက်ကတော့နွားချောင်းနဲ့အဓမ္မပေါ်တာဆွဲဖန်ဆီးခံရတာစစ်မှုရန်ပတ်စင်9နဲ့6လို့တည်ရတယ်လူဒေါနာစစ်ကြောင်းမှတန်ရင်မှုရဲဘော်ရှန်နိုင်ကပြောပါတယ်ဒီလိုအလင်းဝင်ရောက်လာတဲ့တသားတဲ့နှစ်ဦးကအကြံပတ်စစ်တပ်ရဲ့အတင်းအဓမ္မတသားတဲ့အဖြစ်စုဆောင်းခံရသူတွေဖြစ်ပြီးဘလော့အချိန်ဆိုင်အမတ်စနစ်တက်မတော်တက်မြင့်လေးချင်းအကြောင်းနဲ့ဝဲကလေးချင်းဆိုင်အမ တ်လေးတက်မှာတော့တမ်းမြင်လေးခြင်းအကြောင်းမှာတင်းနန်းစင်တသားတွေဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့စစ်မှုရန်အမိန့်ကြေညာချက်တွေကြောင်းအတင်းအဓမ္မတသားသည့်စူးစောင်းခံရသူများအပါအဝင်ပြည်သူဘက်ရက်တီလီရဲ့တက်မှာတော့တာရင်ရဲ့တပ်ဖွဲ့ဝင်အနေနဲ့ Telegram ကနေတဆင်ချိတ်ဆက်ပြီးတော့လဲဆက်သွင်းနေကြောင်းဒေါနာစစ်ကြောင်းမှာတင်ရင်မှုရဲဘော်ရန်နိုင်ကပြောဆိုခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။